အားလုံးပဲမင်္ဂလာပါအခုပြောပြပေးမယ့်အကြောင်းအရာလေးကတော့သွေးရောဂါအကြောင်းအကြောင်းဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးဝေဒနာတွေအကြောင်းပဲဖြစ်ပါတယ်သွေးရောဂါဟာမြန်မာနိုင်ငံမှာအဖြစ်များတဲ့ရောဂါတစ်ခုပါသူသူကိုယ်ကိုယ်ဖြစ်ကြရဲဆိုပြီးတော့ဂယုမဆိုင်ပဲပေါ်ပေါ်ဆဆနေမိတာသွေးပေါင်တက်တော့မှဆက်ဆေးလေးတောက်လိုက်တာဆရာဝန်ဆင်းညွန်းတိုင်းတေချာမလိုက်နာတာသွေးရောဂါကိုတိတိကျကျမကုသပဲကြာကြာထားမယ်ဆိုပါက သွေးရိုးယောဂါကြောင့်နောက်ဆက်တွဲစိုးကျိုးဝေဒနာတွေခံစားရနိုင်ပါတယ်။သွေးရိုးကြောင့်နှလုံးအဆုတ်ကြောက်ကပ်ဘုံနှောင်းနဲ့အခြားသောကိုယ်ရင်းကစိတ်ပိုင်းတွေမှာပါယောဂါတွေထပ်ဖြစ်နိုင်ပါတယ်။သွေးရိုးယောဂါကြောင့်ရင်ဘတ်အောင်လားနှလုံးခုန်မမှန်တာရုတ်တရက်နှလုံးထိခိုက်တာနှလုံးအားနေတာနှလုံးသွေးကြောဖောင်းတာစတဲ့နောက်ဆက်တွဲစိုးကျိုးတွေဖြစ်နိုင်ပါတယ်။သွေးကြောကျင်းတာ ွေးကြောပိတ်တဲ့အခါမျိုးတွေမှာဆိုရင်တော့ခြေလက်တွေဖြတ်ရတဲ့အထိဖြစ်နိုင်ပါတယ်။အုံနောက်သွေးကြောပိတ်တာအုံနောက်သွေးကြောပေါက်တဲ့အခါမျိုးတွေမှာဆိုရင်တော့လေဖြတ်သွားနိုင်ပြီးတော့ချိန်မီဆေးကုသမှုမခံယူပါကသက်သေဆုံးတဲ့အထိဖြစ်နိုင်ပါတယ်။သွေးလိုယောဂကြောင့်အဆုတ်ရေဝိုင်းတာအသက်ရှူမဝတာချောင်းဆိုးသွေးပါတာစတဲ့နောက်ဆက်တွဲဆိုးကျိုးတွေလည်းဖြစ်နိုင်ပါတယ်။သွေးတိုးကြောင့်ကြောက်ကက်အားနေတာကြောက်ကက်ရောင်တာ ကြောက်ကပ်ပျက်စီးတာစတဲ့နောက်ဆက်တွဲဆူကျွေးလည်းဖြစ်နိုင်ပါတယ်။သွေးရောယောဂါကြောင့်မျက်စိအတွင်းမှာရှိတဲ့သွေးကြောမြင်လေးတွေကိုထိခိုက်စေနိုင်ပါတယ်။အဲ့ဒီအနေတစ်ဆင့်မျက်စိမှုန်တာမျက်စိတိမ်ဆွဲတာမျက်စိသွေးကြောလေးတွေပေါက်ပြီးတော့အမြင်အာရုံဆုံးရှုံးတဲ့အထိလည်းခံစားရနိုင်ပါတယ်။နောက်ပြီးတော့ metabolic syndrome အနေနဲ့သွေးရောယောဂါကြောင့်စီးကျူယောဂါပါထပ်ပြီးတော့ဖြစ်နိုင်ပါသေးတယ်ဗျာ။ ွေးရိုးယောဂါကြောင့်မျိုးသားတွေမှာဆိုရင်လေရင်ကကောင်းစွာမထောင်မတ်နိုင်တာလိမ်မိုင်းဆိုင်ရာစွမ်းဆောင်ရည်ကြာစင်းတာမျိုးခံစားရနိုင်ပြီးတော့မျိုးသမီးတွေမှာဆိုရင်လည်းဓမ္မတာမမှန်တာကိုဝင်ရနိုင်ကြီးနေတာကိုဝင်ဆောင်ချိန်မှာဆိုရင်လည်းကိုဝင်စိတ်တက်တာတတိသားဖုံမျိုးမှုနှေးတာကိုဝင်ပြတ်ကျနိုင်တဲ့အထီကိုဖြစ်စေနိုင်ပါတယ်ဗျာနောက်ပြီးတော့မှညံအားနေတာငွေပြန်တာ စတဲ့နောက်ဆက်တွဲစုစုတွေလည်းသီလူယောဂါကြောင့်ဖြစ်နိုင်ရည်ပိုများပါတယ်ဗျ။ဒါကြောင့်မလို့သီလူယောဂါမဖြစ်အောင်စဉ်စဉ်ချင်းချင်းနေရမှာဖြစ်ပါတယ်။အကယ်၍မျိုးရိုးထဲမှာသီလူယောဂါရှိတာအဝလွန်တာအစီအစိတ်အငန်စားတာများတဲ့သူတွေစိတ်လိမ့်နဲ့အရက်အလွန်ကျွံတော့သုံးနေသူတွေကိုလက်လှူရှားမှုနေတဲ့သူတွေမှာဆိုရင်လေသီလူယောဂါဖြစ်နိုင်ရည်ပိုပြီးတော့များပါတယ်ဗျ။သီလူယောဂါရှိပြီးသားသူတွေအနေနဲ့ဆိုရင်လည်း ိုလက်လေးချင်းငန်းပုံမှန်လုပ်ပေးတာဈေးကိုစနစ်တကျပုံမှန်တောက်သုံးပေးတာအစီအစိမ့်အငန်းလျှော့စားတာအနေထိုင်အစားအသောက်ဆင်ကျင်တာစတာတွေကိုပြုလုပ်ပေးရမယ်အပြင်သွေးပောင်ချိန်ပုံမှန်တိုင်းပေးပြီးတော့ခြားသောကျန်းမာရေးစစ်ဆေးမှုတွေကိုလည်းပြုလုပ်ပေးခြင်းအပြင်ခုနပြောခဲ့တဲ့နောက်ဆက်တွဲစိုးကျိုးဝေနာတွေကိုကာကွယ်နိုင်မှာဖြစ်ပါတယ်ဗျအားလုံးပဲကျန်းမာရေးဘုဒ္ဓတရားတွေတိုးပွားပြီးတော့စိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပါစေလို့ ာရှတော်ဝင်မိသားစုမှစုမုံကောင်းတောင်းပေးလိုက်ပါရဲ့ဗျာ